ဟယ်လိုအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ချောင်းစတန်စကင်ကိုဈေးသက်သာဆုံးနဲ့ဘယ်လိုမျိုးကုန်ဆင်းလို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုပြပြပေးတော့မှာပဲဖြစ်ပါတယ်အော်စိတ်ဝင်စားရဲဆိုရင်ဗီဒီယိုလေးကိုစောင့်နေကြည့်ဖို့တော့ကိုပြောချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုလည်း subscribe လုပ်ထားသေးလို့ဆိုရင် subscribe လုပ်ထားကြဖို့တော့ကိုတောင်းဆိုချင်ပါတယ်ကဲဒါဆိုရင်ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်ဒါနဲ့ဗီဒီယိုလေးမဆက်ခင်မှာ bro အနေနဲ့ event night ကိုသေးသက်သာဆုံးနဲ့ခေါင်းဆင်းနေတယ်ဆိုရင်တော့ကျွန်တော်ရဲ့ telegram နေပြီးတော့ diamond တွေကိုလာရောက်ဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းကိုပြောချင်ပါတယ် ကျွန်တော်ရဲ့ Telegram မှာ diamond တွေကိုစေတက်သားစွာနဲ့ကျွန်တော်ကိုယ်တိုင်ရောင်းချပေးနေကြဖြစ်တဲ့အတွက်ဘရိုးတို့အားမခံကြလဲပေးပါရစေ။အဲ့တော့ယုံကြည်စိတ်ချစွာသာရဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းလေးကိုပြောချင်ပါတယ်။အဲ့တော့ကျွန်တော်ရဲ့ Telegram channel ကို DVU ရဲ့ description လေးမှာလည်းချထားပေးမှာဖြစ်သလိုဘရိုးအနေနဲ့မရှာတတ်ဘူးဆိုရင်လည်းကျွန်တော်အခုပြလာတဲ့ user name လေးရပြီးတော့ဒါရောက်ဆက်သွယ်မှိုင်းပြီးတော့ဝယ်ယူနိုင်ပြီဆိုတဲ့အကြောင်းကိုပြောချင်ပါတယ်။အဲ့တော့ free token တွေလာတာနီးရင်လည်း free order တွေကောက်အောင်မှာဖြစ်တဲ့အတွက်ဘရိုးအနေနဲ့ free order တွေနေနေဆိုရင်လည်း တော့ရဲ့ဒီ channel လေးကိုပဲလာပြီးတော့ pre order လာတင်လို့ရပြီဆိုတဲ့အကြောင်းပြောချင်ပါတယ်။ကဲဒါဆိုရင် video လေးကိုဆက်လိုက်ကြရအောင်။ဆိုတော့ဘယ်လိုမျိုးဈေးသက်သာဆုံးနဲ့ခေါင်းရမလဲဆိုတော့ကျွန်တော်ဇီယားလေးနဲ့ရှင်းပြပေးပါမယ်။ဇီယားလေးကတော့ကျွန်တော်ခုပြထားတဲ့တိုင်းလေးပဲဖြစ်ပါတယ်။အဲ့တော့ကျွန်တော်ဒီဇီယားလေးကိုနည်းနည်းတော့ရှင်းပြပါမယ်။ဒီမှာဆိုရင်ဘရိုတို့မြင်တဲ့အတိုင်းပဲ match လာ22ရက်နေရာတွေစပြီးတော့ဘရိုအနေနဲ့ weekly pack တစ်ပတ်ကိုစပြီးတော့ထည့်ရမှာပဲဖြစ်ပါတယ်။ဘရိုအနေနဲ့ weekly pack မထည့်ချင်ဘူးဆိုရင်လည်းအဲ့ဒီနေရာမှာ diamond တရားကိုပဲထည့်လို့လည်းရပါတယ်။အဲ့တော့ diamond တရားကိုထည့်လိုက်မယ်ပြီးရင် ဒိုင်းမွန်ဆယ်လုံးတန်မဂါပန်တယ်လေးဝယ်လိုက်မယ်မဂါပန်တယ်ဆိုတာကိုမသိသေးတဲ့သူတွေအတွက်ကျွန်တော်ပြပါမယ်မဂါပန်တယ်ဆိုတာကတော့ဒါလေးပဲဖြစ်ပါတယ်အဲ့တော့အဲ့နေရာဒိုင်းမွန်ဆယ်လုံးတန်မဂါပန်တယ်လေးဝယ်လိုက်မယ်ဆိုရင်တော့ free token တစ်ခဲရမယ်ပြီးတော့ဒိုင်းမွန်တရား recharge ထားတာဖြစ်တဲ့အတွက် recharge just ပြီးတဲ့အတွက် free token တစ်ခဲရအောင်မှာဖြစ်ပါတယ်အဲ့တော့စုစုပေါင်း free token နှစ်ခဲရပါမယ်အဲ့တော့အဲ့နေမှာနှစ်ခါလှည့်လို့ရပါမှာပဲဖြစ်ပါတယ်အဲ့ဒီလိုပဲ ရိုးအနေနဲ့မတ်လ23ရက်နေ့မှာဆိုရင်လည်း weekly ပတ်တစ်ပတ်ကိုထည့်ရမယ်ဒါမှမဟုတ် diamond tier ကို recheck ရမှာပဲဖြစ်ပါတယ်အဲ့ဒါပြီးွားရင်တော့69 diamond den mega band တွေဝယ်လိုက်မယ်အဲ့ဒါဆိုရင်တော့ mega band တွေရရတဲ့ free token တွေ recheck တရားထည့်တဲ့အတွက် row အနေနဲ့ free token တကယ်အဆိုပြီးတော့ free token စုစုပေါင်း2ကပ်ကိုအဲ့ဒီမှာထပ်ပြီးရရှိမှာပဲဖြစ်ပါတယ်အဲ့တော့စုစုပေါင်းအဲ့ဒီမှာ ်ဒူဒရောထပ်လဲလို့ရမှာပဲဖြစ်ပါတယ်အဲ့ဒါပြီးတော့ bro အနေနဲ့နောက်တစ်ရက်လောက်သွားပြီးဆိုရင်လည်းအဲ့လိုပဲမလာ24ရက်နေ့မှာ weekly bet တစ်ပတ်ကိုထည့်ရမယ်ဒါမှမဟုတ်ရင် and diamond တွေ ਆ reach ရမှာပဲဖြစ်ပါတယ်အဲ့တော့ diamond တွေ ਆ reach ပြီးသွားပြီးဆိုရင် free token တကယ်ရမယ်ပြီးွားရင် mega bet တွေကို89 diamond နဲ့ mega bet တွေကိုဝယ်လိုက်မယ်အဲ့ကြရင် free token တကယ်ကိုထည့်ရမယ်အဲ့တော့စုစုပေါင်း free token နှစ်ကန်အဲ့ဒီမှာလဲ2 draw ဆိုပြီးတော့ရမှာပဲဖြစ်ပါတယ်ပြီးတော့မန်နာ25ရဲ့နေ့မှာဆိုရင် bro အနေနဲ့ အလိုပဲ weekly bet တစ်ပတ်ကိုထည့်ရမယ်ဒါမှမဟုတ်ရင်အဲ diamond တွေက reach ရမှာဖြစ်ပါတယ်ပြီးွားရင်တော့ diamond 50ကိုတောင်းပြီးတော့ one draw လှည့်လိုက်ရမှာပဲဖြစ်ပါတယ်အဲဒါဆိုရင်တော့အဲ့ဒီမှာတော့ free token မရဘူး one draw ပဲရမယ်အဲ့တော့မလာ26ရက်နေ့မှာဆိုရင်လည်းအဲ့လိုပဲ weekly bet တစ်ပတ်ထည့်ရမယ်ပြီးွားရင် promo diamond 800နဲ့ diamond ရိုးရိုး diamond 200ဆိုပြီးတော့တောင်းလိုက်မယ်ဆိုရင်တော့ bro အနေနဲ့အဲ့ဒီမှာ တန်ရောရသွားမှာပဲဖြစ်ပါတယ်အဲ့လိုပဲ bro အနေနဲ့29ရက်နေ့ရောက်သွားပြီဆိုရင်လည်း weekly back to back ကိုထည့်မယ်ဒါမှမဟုတ်ရင် diamond diary ချက်မယ်ပြီးဝရင် daily 50% off နဲ့53ပြီးတော့1 draw လဲမယ်အဲ့လိုပဲ28ရက်နေ့မှာလည်း weekly back to back ထည့်မယ်ဒါမှမဟုတ်ရင် diamond diary ချက်မယ်ပြီးဝရင်50ကိုသုံးပြီးတော့1 draw လှည့်မယ်အဲ့ဒါတွေပြီးပြီဆိုရင်တော့မလ29ရက်နေ့ရောက်ပြီဆိုရင် free token phase 1ကလာပြီးဖြစ်ပါတယ်အဲ့ဒါဆိုရင် phase 1မှာ diamond 900 reach ရမယ်ပြီးဝပြီဆိုရင်တော့ diamond 980နဲ့ promo diamond 390ကိုအဲ့ဒီမှာပဲတောင်းပြီးတော့လှည့်ရမှာပဲဖြစ်ပါတယ်။အဲ့တော့ total အဲ့ဒီမှာ diamond တောင်းပြီးတော့လှည့်ရမယ်ရေအတွက်က14ချိန်ဖြစ်သွားပြီးတော့ free token 20ရရှိမှာပဲဖြစ်ပါတယ်။အဲ့တော့အဲ့ဒီမှာစုစုပေါင်း34 draw ရရှိသွားမှာပဲဖြစ်ပါတယ်။အဲ့လိုတွေလောက်ပြီးသွားပြီဆိုရင်တော့ bro အနေနဲ့ဂျာရီရဲ့ရက်လေးတွေကို daily 50% off ယူပြီးတော့ diamond 50နဲ့1 draw စီလဲသွားမှာပဲဖြစ်ပါတယ်။အဲ့လိုပြီးွားရင် april 9ရက်နေ့ကိုရရှိလာပြီးပဲဖြစ်ပါတယ်။ အဲ့ဒီ9ရက်နေမှာဆိုရင်တော့ bro အနေနဲ့ free token fish 2ကရောက်ရှိလာမှာပဲဖြစ်ပါတယ်အဲ့ဒီ free token fish 2မှာလည်းကျွန်တော်တို့အနေနဲ့ diamond 900ကို recharge မှာပဲဖြစ်ပါတယ်ပြီးသွားပြီဆိုရင်တော့ bro အနေနဲ့ diamond 950ကိုသုံးပြီးတော့6ကြိမ်လှည့်ရမယ်ပြီးသွားပြီဆိုရင် free token 16ကရရှိသွားမှာပဲဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေ့အတွက် total draw က24 draw ရရှိသွားမှာပဲဖြစ်ပါတယ်အဲ့ဒါပြီးပြီဆိုရင်တော့ bro အနေနဲ့ april 6ရက်နေ့ရပြီးတော့ april 22ရက်နေ့အထိကို daily 50% off နဲ့ diamond 50ကိုတောင်းပြီးတော့ one draw ဈေးလဲသွားမယ်ဆိုရင် စုစုပါ draw อ่ะ18 draw ရရှိသွားမှာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ကျွန်တော်အခုရှင်းပြသွားတယ်ဒီဇီယာတိုင်းလေးလှည့်သွားမယ်ဆိုရင်တော့စုစုပါ draw ရေအတွက်တရား draw ထီရရှိသွားမှာပဲဖြစ်ပါတယ်အဲ့တော့ moscow oster skin လိုချင်တဲ့သူတွေအတွက်ဆိုရင်တော့ဒီ draw လေးတိုင်းလှည့်ဖို့ကျွန်တော်ပြောချင်ပါတယ်ဒီထက် diamond နည်းနည်းပဲတောင်းပြီးတော့ရကြင်နေရနိုင်ပါတယ်အဲ့တော့ bro အနေနဲ့ဒီဇီယာတိုင်းလေးလှည့်မယ်ဆိုရင်တော့စုစုပေါင်းကုန်ချမယ်ကုန်ချစရိတ်က သိန်းလောက်နေပါတော့ကြပါတယ်။အဲ့တော့ Moscow All-Star Game လိုချင်တဲ့ Brodyor ကတော့အသိန်းတော့မမဟုတ်ရင်အဲ့အောက်လည်းဖြစ်နိုင်တယ်။အဲ့အထက်လည်းဖြစ်နိုင်ပါတယ်။အဲ့တော့ Brodyor အနေနဲ့ Moscow All-Star Game လိုချင်တယ်ဆိုရင်တော့ဒီ ZR တိုင်းကိုလှည့်ဖို့အတွက်ပြောချင်ပါတယ်။ဒါမှမဟုတ် Brodyor က Moscow All-Star Game လိုချင်တာမဟုတ်ဘူး။ Challenger Game ပဲကောင်းမယ်ဆိုရင်တော့ဒီ Free Token နေလာမယ်။မန်လာ29ရက်နေ့နဲ့ April 5ရက်နေ့မှာလှည့်ရမယ့်ပုံစံလေးတွေနဲ့ဒီချက်ရမယ့်အမောက်လေးတွေကိုထည့်မယ်ဆိုရင်တော့ Brodyor အနေနဲ့ ၆ stand ကိုရရှိနိုင်ပါတယ်အဲ့တော့အဲ့လိုလေးထည့်မှာဆိုရင်၆ stand ကိုကုန်းမဲ့ bro တွေတွေ block ကုန်းချသွားမလဲဆိုတော့6000ကျွဲဒါမှမဟုတ်ရင်8000လောက်ကုန်းချသွားမှာပဲဖြစ်ပါတယ်အဲ့တော့ bro အနေနဲ့ချောင်းစတန်ကိုယူမလား Moscow Oysters ကိုယူမလားဆိုတော့ကျွန်တော်ရဲ့ဒီဗီဒီယိုရဲ့ comment လေးမှာရေးခဲ့လို့ရပါတယ်အဲ့တော့ဒီလောက်ဆိုရင်တော့ bro လည်းဒီဇာတ်လေးကြောင်းလည်းသိတော့ပြီဘယ်လိုဖောက်ရမလဲဆိုတော့လည်းသိတော့ပြီလို့ကျွန်တော်ကတော့ထင်ပါတယ်အဲ့တော့ကျွန်တော်ရဲ့ video လေးကတော့ဒီနေ့တော့ဒီလောက်ပါပဲ ဆောင်းတိကြည့်ပေးတဲ့ကြောင့်ရှင်းနေအောင်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုမှာဆက်လက်ဆောင်းတိကြပါမယ်။အားလုံးကျေးဇူးတင်ပါတယ်။